တိုက်ပွဲဖြစ်ခဲ့တဲ့ဘဏ်ကိုဂျင်ဆောင်တို့အဖွဲ့ကအเจ้าအမေကြောင့်ရောက်ရှိလာပါတယ်အဖွဲ့ကောင်းဆောင်ဂီယောင်းကတော့ထိုးအရာကိုအလိုမကျအထင်နေပါတယ်ဂျင်ဆောင်ကတော့သူ့လေ့ကျင့်ခန်းလုပ်တဲ့9ကီလိုဝိတ်တုံးတွေမယူလာခဲ့ရလို့အလိုမကျအထင်နေတာကိုဆန်းယုံကနေအရင်ကဟန်ဆောင်အောင်မခုံမချင်းကလပ်ကမသွားပဲပတ်တည်နေပြီးတော့အခုမှဘာဖြစ်လို့လေ့ကျင့်ခန်းတွေထားလုပ်နေရလဲလို့မင်းနေတော့ဂျင်ဆောင်ကချက်လိုက်တဲ့အတွက်ဆန်းယုံကတခုနဲ့ထစ်လို့လာလို့မေးတော့ဂျင်ဆောင်ကအခုမှငါသွေးကြည့်မိတယ်စင်နီယာအန်ဆောင်ဟိုတာဆိုရင်အခုအချိန်မှာလက်တစ်ဖက်ကို30ကီလိုဝိတ်တုံးတွေမနိုင်လောက်မှာလို့အာရဝန်တာပြောတော့ဆန်းယုံကသူပြောတာကိုဂီယူမဆိုင်ပဲလေ့ကျင့်ရင်သာအလေး ထားနေတဲ့ဂျင်ဆောင်ကိုကြည့်ရင်ပြောစရာစကားမရှိဖြစ်နေပါလေထို့နောက်နားချိန်စိတ်မိနဲ့ရသွားတဲ့အတွက်ဆန်းယုံစိတ်ထဲမှာတော့နေချိန်လုံဖို့နေရအများကြီးရှိရတာနဲ့ဘာလို့ဒီဘန်ကူမှပြန်လာခိုင်းရတာလဲရည်ရွယ်ချက်ရှိရဆိုတာနားလည်ပေမဲ့ဒီလိုကြတော့ငါတို့ကိုငင်းညာမှုမရှိတယ်လို့ပဲလူသွေးနေပြီးမှိုင်းနေပါတယ်ဒါကိုနေနဲ့ဂျင်ဆောင်ကဆန်းယုံဘန်းချစ်လို့လဲနေကြည့်ရတာအဆင်ပြေတဲ့ပုံမပေါ်ဘူးလူပြောတော့ဆန်းယုံကငါအားဒါနင့်ကိုမေးရမှာပါနင့်အဆင်ပြေရဲ့လားဆိုတော့ဂျင်ဆောင်ကအော်အဲ့ဒါကြောက်လားဆိုပြီးပေါ့ပေါ့ပပလေးပြောတော့ဆန်းယုံစိတ်ထဲမှာငါဘာမှမဟုတ်ပဲစိတ်ပူမိသွားတာလားဆိုပြီးသွေးနေ ချိန်မှာပဲဘေးကနေအမကနမိတ်ကြီးနေတဲ့ကင်ဆယ်ရောမဟုတ်ဘူးလားဆိုတဲ့အတန်ကိုကြားတော့ဆန်းယုံကဟုတ်ပါတယ်လို့ပြောရင်လှည့်ကြည့်လိုက်ပါတယ်ထိုအခါလူကြီးတွေကအိုးတောင်ကိုရီးယားရဲ့အနာဂတ်လေးပဲအတန်ငယ်ပေမဲ့ထူးခြားတဲ့သူလေးပဲလို့ပြောကြသလိုကလေးတွေကလည်းကျွန်တော်အမကိုအပိနေတယ်မမကတီမာထက်အတိမာပူလာတယ်နော်ဆိုပြီးဝိုင်းပြောနေကြတော့ဆန်းယုံကညံ့တာပူလာပြီးအပိလို့ကျေးဇူးတင်ပါတယ် ဆိုကမိတ်ဆက်နေရပါတယ်။ဘာကအကြောင်းထစ်ဆွေခြင်းနဲ့ပုံစံမျိုးဆိုတာလောင်းရဲတယ်။အကြောင်းကိုကျင်ညာဖို့နေဒီဝါချက်ချနဲ့ကန့်အန်နေရဲ့ကြည့်ခဲ့တဲ့နားမှာနားခိုင်းတာပဲ။ မီယာတွေကနမိတ်ကြီးနေတဲ့ဟောင်းအထက်တန်းကျောင်းရဲ့ဒုတိယနှစ်ကျောင်းသားတွေရောက်နေတယ်ဆိုတာကိုခေါင်းကြီးပိုက်တင်းင်းမှာကြေညာမှာအဲ့ဒါထက်တီတူတွေစီကလေ့ကျင့်ရင်းနဲ့ပတ်သက်ပြီးဓာတ်ရိုက်တုတ်ပြန်မှုတွေရလာလိမ့်မယ်ပြီးတော့ငါတို့လာဖို့လမ်းတွေကိုပိတ်ထားတာကိုတော့အိမ်သားကဆိုင်ရှင်တွေကမရောက်ရတာကိုတော့ပြောနေကြတယ်ကြည်ရတာဆရာတွေကသူတို့ကိုကြိုပြီးအောင်စကားပြောပြီးတော့လောက်ပြီးကြေညာတာနဲ့ခေါင်းထုတ်ပြတာခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပြစ်လိုက်တာပဲဒါပေမဲ့အဲ့ဒါကကန့်အနေရဲ့ဒုက္ခကိုခံခဲ့ရတဲ့တသုတစေကိုဂယူးမဆိုင်ကြောင်တရားလိုက်တဲ့လူမဆန်တဲ့အတ္တမှုပဲရုံးစရာပဲထို့နောက်ဆရာကကဲကဲ တီးသူတွေအားပေးလို့ကျေးဇူးပါဗျာကျွန်တော်တို့သွားတော့မှာဆိုတော့ အကုန်ဆက်သွားဖို့ပြင်ဆင်ကြဆိုပြီးအမိတ်ပေးလိုက်ပါတယ်ထို့နောက်ဆက်သွားဖို့လုပ်နေကြရင်ဂျင်းဆောင်ကဆဲယုံကိုကြည့်ကနင်းတေချာလည်းမနာရသေးဘူးအစင်ပြေရဲ့လားလို့မေးတဲ့အခါဆဲယုံကဟာပြောမနေစမ်းမနဲ့ဟာလေမင်းအောင်နားနေပြီလို့ပြန်ပြောပါတယ်ဂျင်းဆောင်ကဘန်ကိုအကြည့်ရောက်သွားပြီးငါဘာမှမခံစားရဘူးလို့ပြောရင်လင်ရကြမှာပေါ့ဒါပေမဲ့လည်းအခုငါကငါရဲ့စိတ်ဝိညာဉ်ထက်ညင်းတယ်လို့ဆုံးဖြတ်ပြီးသွားပြီစိတ်ဝိညာဉ်မှာဘာအဆင်မှမရှိဘူးဆိုတာကိုလည်းလက်ခံပြီးပြီလေအဲ့တော့ငါတောင်းလေးတက်မယ်ထို့နောက်ကျောင်းကဖုန်းပြောနေရင်ဟုတ်ကဲ့ဂျင်းဆဲယုံကိုမှတ်လားကောင်းပါတယ်ကောင်းပါတယ်အစီအစ င်ရင်သားအိတ်လန်ကသွားတာအလုတ်ဖြစ်တယ်ဒါပေမဲ့စစ်ချီရဲ့အကွာအဝေးကတော့9ကီလိုမီတာတိုးသွားတာပေါ့ဟဲဟဲသွားဖို့အစင်းသစ်ဖြစ်နေပါပြီကိုတိုင်သွားပြီးလက်ချင်ရဲ့ကြောင့်ပမက်နေတဲ့ចောင်းသားတွေကိုအပိယမှာတက်ရင်ပုံမှုရဲ့တာဝန်ပဲလေတရားဆိုကာဖုံးချလိုက်ပြီးဒါကြောင့်ပဲចောင်းကငါမရှိရင်မဖြစ်တာဟီလို့ပြောရင်မောင်းထွက်လာပါတယ်ထို့နောက်လက်ချင်ရဲ့ဘက်ကိုပြန်ညှပ်ထားပြီးတော့ဆရာကနောက်လမ်းကြောင်းကမတ်ဆောက်လို့ငါတို့ဒီမှာချက်ချာလေးအနာကျုံမယ်အကုန်လုံးခြေထောက်အနာပေးထားကြလို့ပြောပါတယ်ထို့ချင်းစေယွန်က ဟေးမစ္စတာအပူလို့လှမ်းခေါ်လိုက်တော့ဂျင်းဆောင်ကစဲယုံတခြားလူတယောက်ခေါ်ပြီးလို့မရဘူးလားတခြားကောင်းတာတွေအများကြီးရှိရပဲကိုဟာလို့ပြောပေမဲ့စဲယုံကချောကလက်စားအောင်မလားလို့ဒါမေးပါတယ်ဒီတော့မစားချင်ရှာရတဲ့ဂျင်းဆောင်ကကျွန်တော်ကလေ့ကျင့်စစ်တာ pass အပူပါချောကလက်ကျွေးလို့ကျေးဇူးတင်ပါတယ်ဆိုတော့စဲယုံကပေးလိုက်ပါတယ်ထိုချိန် BMW ကားတစ်စီးကဝင်လာတဲ့အတွက်အံ့ဩနေကြချင်းကားကသူတို့ရှိမှရက်လိုက်ပြီးကားပေါ်ကနေအကြောင်းကဆင်းလာပါတယ်ချီပဲပူလိုက်တာကွာ ထို့နောက်ဘေးကနေဆရာဖြစ်သူကလာကြိုပေးတဲ့အတွက်အလေးပြုပါတယ်လို့တန်ပြောပြီးဆန်းယုံစီသွားကအစင်တီလာလို့စက်ကြီးကြီးနဲ့ပြောတော့ဆန်းယုံကအစင်တီပါတယ်တက်တာမရှိပါဘူးကြောင်းဟုတ်လို့တန်ထေးပါတယ် ကျောင်းကပဲဟာဟာဟောင်းကျောင်းရဲ့ဒုတိယနှစ်ကအော့စ်လို့မပြောရဘူးဆိုကရင်မွင်ပြောပြီးတော့ဘေးကဂျင်ဆောင်းကိုနေနဲ့အတွက်မေးလိုက်ပါတယ်ဂျင်ဆောင်းကလည်းလေ့ကျင့်ရေးစစ်သားပတ်ဂျင်ဆောင်းဖြစ်ကြောင်းပြောလိုက်တဲ့အခါကျောင်းကမျက်မှောင်ကျုပ်သွားပြီဟမ်ပတ်ဂျင်ဆောင်းလေ့ကျင့်ရေးရင်တွေမှာကောက်ကိုတည့်ရင်မှုလို့ခေါ်ရမယ်လေဆိုတာသင်မထားရဘူးလားဆိုပြီးပြောပါတယ်ဒါကြောင့်ပဲဂျင်ဆောင်းကချက်ချင်းပဲတင်တင်ပြောလိုက်ရပါတယ် ဒါကိုကြည့်နေတဲ့စေယုံကတော့သူ့ရဲ့ဆက်ဆံရေးခွဲခြားမှုကတိတာလိုက်တာဆိုပြီးတွေးနေပါတယ်ထို့နောက်အကြောင်းကဂျင်ဆောင်ကိုကြည့်ကတခြားအကြောင်းသားတွေလောက်မင်းကပင်မမှုမပေါ်ဘူးလို့ပြောတော့ဂျင်ဆောင်ကသူ့ကိုချီးကျူးတယ်ထင်ပြီးတော့တျော်ရွှင်ကသူဝင်လာတဲ့ကလပ်အကြောင်းကိုပြောဖို့ပဲရှိသေးတယ်အကြောင်းကမင်းအိတ်ကိုဖွင့်စမ်းလို့အမိတ်ပေးတဲ့အတွက်ပြောစရာစကားမရှိပဲမှိုင်းချသွားပါတယ်เจ้าก็ไปเสร็จไปตะสุตะเสยก้องซองงาสิสิไม่รู้ปิสิสิงอยู่แกอ๋อหลูเดียวไล่ไปได้โทหนองจินซองเยปิสิไอ้โกสิ่นนี่ดาโกซ้ายยุสิทธิ์เเละกะนี่ตูก็ปัจจินซังโกตะหนาชาโกจู้ซานี่ดาเว ပတ်ကျင်ဆန်းကတခုခုကိုတမိထားခဲ့တဲ့လူမျိုးမဟုတ်ပေမဲ့တကယ်လို့မိနေခဲ့ရင်တော့သွားပြီဆိုကာစိတ်ပူနေပါတယ်သို့တော်လည်းပစ္စည်းအကုန်ပါအကြောင်းဆရာကပြောလိုက်တော့အကြောင်းကညံ့တက်သွားပြီးမှဒါပေမဲ့လည်းမင်းအိတ်ထဲကနေအကုန်လှထုတ်ပြီးတာတော့မှအဲ့မှာတခုခုရှိနေသေးတယ်မှလားအခုခုယူလာတာလားဆိုပြီးညံ့နာရှာဖို့လှုပ်တော့ဂျင်းဆောင်ကအာဒါလားနားနေတုန်းကလေးချင်လှုပ်ဖို့တိတ်လေးယူလာတာပါဆိုပြီးပြလိုက်ပါတယ်ဒီတော့အကြောင်းကလန့်သွားပြီးတိတ်တယ်လား လေးအိတ်တောင်ဆိုတော့ကီလို20တောင်မို့ဆိုကအံ့ဩထိတ်လန့်နေပြီဒါဘာလေးချင်ရေးလဲဆိုတာကိုမင်းသိရဲ့လားလို့မေးပြန်ပါတယ်ရှင်ဆောင်ကလည်းပြန်ပြီးတော့တယောက်ကြားစစ်လေးချင်ရေးနဲ့ကိုခံဆွမ်းရင်လေးချင်ရေးပါဆိုကအာဝန်တာပြောပါတယ်ဒါကူတောင်အเจ้าကစိတ်ရဖို့စူးစမ်းနေတော့စိန်ဝန်းစိတ်တဲ့ သူကဂျင်ဆောင်ကိုတက်နာရှာဖို့ကြိုးစားနေတော့မယ်လို့တွင်ရင်ဒေါတာထွက်နေပါတယ်ဒါကိုညီနဲ့ဂျင်ဆောင်တို့ဆရာကလည်းဂျားကနေဝင်လာပြီးတက်ရင်ဘုံကိုကျွန်တော်တို့သွားတော့မှမလို့ပါဆိုပြီးပြောတော့မှအเจ้าကလက်လျှော့ပြီးထွက်သွားပါတယ်ဒါကိုဆဲယုံကတော့အလိုမကျအထင်နေပါတယ်ထို့ကြောင့်စီနီယာဆောင်တို့ကတော့ဂျင်ဆောင်ကိုစောင့်နေပြီးဘေးကကျွန်တော်အီအီကဒူရီယာနဲ့တွေ့တဲ့မှာဂင်းဆဲယုံကတမှုအရှိဆုံးမှတ်လား ဲ့တော့အထူးအောင်နဲ့ဆိုသူ့ရဲ့တန်ဖိုးကိုငါစစ်ကြည့်ရမလားလို့မေးတော့စောင်းဟိုကဂျူရဲဒုတိယနှစ်တွေထဲမှာငါတို့အအောင်ဆိုင်ကမဲ့လူကပတ်ချင်ဆောင်ပဲလို့ပြန်ပြောပါတယ်ဒီတော့ဂျူရဲကပဲတညောင်နဲ့ကောင်းလေးလားသူ့ကိုအစင်းညင်းလို့မှတ်ထင်ထားမှန်းငါသိပါတယ်ဒါပေမဲ့ငါလည်းမသိကြသေးဘူးသူ့မှာကောင်းမွန်တဲ့တုတ်ပြန်မှုအရှိန်နဲ့ကိုခံရည်ရှိပေမဲ့သူ့ရဲ့စိတ်ဆွမ်းကအဲ့ဒါကိုအထောက်ကူမသိဘူး။သူကတကယ်ပဲအအောင်ဆိုင်ထားမယ်အရာလား။ လို့တင်ပြီးတော့စောင်းဟိုကဒါပေါ့လို့တင်ထိပါတယ်ဒီတော့ဂျူရဲကအဖွဲခေါင်းဆောင်သူကနစ်ကလက်ထဲပါနေလို့အစင်းညစ်တတ်မှတ်ထားတာတော့မဟုတ်ဘူးမလားနင်းကြည့်ရတာသူ့ရဲ့တန်ဖိုးအစင်းကိုငါတို့အဖွဲတစ်ထက်တောင်အစင်းညစ်တယ်လို့တတ်မှတ်ထားတဲ့ပုံပဲနော်လို့စောင်းတော့တယ်လို့ပြောပေမဲ့စောင်းဟိုကတော့ခက်တည်ပြီးသူကအဲ့အစင်းနဲ့ထိုက်တန်ပါတယ်လို့တင်ပြောတဲ့အတွက်ဂျူရဲကအာဆိုကထိတ်လန့်သွားပါတယ်စောင်းဟိုကပဲဆက်ပြီးပြီးတော့သူကအဖွဲအစ်တင်မကဘူးတဆုတ်တစ်ခုလုံးပေါင်းရင်တောင်မှအစင်ပုံညင့်နေလို့ပြောတော့ဂျူရဲကအထိတ်တလဲ ပြန်ကြောပါဦးဖဲ့ကောင်းဆောင်ဘဒူကဘဒူထက်ညင်တာလို့မင်းဒီပိုင်းလျှောက်တော့ဒီမှာပဲပြီးဆုံးသွားပါပြီဆောင်းဟိုကဘာအကြောင်းကြောင့်ဂျင်ဆောင်းကိုဒီလိုချီးကျူးပေးနေတာလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ